စိတ်ချမ်းသာရေလူတယောက်ချမ်းသာဖို့ဆိုတဲ့နေရာမှာစိတ်ချမ်းသာရေးဟာလည်းပဲရုပ်ပိုင်းဆိုင်ရာချမ်းသာရေးလိုပဲအရေးပါပါတယ်စိတ်ချမ်းသာရေးပြဿနာတွေကတခါတလေမှတတိမထားမိတာမျိုးလည်းဖြစ်နိုင်ပါတယ်စိတ်ချမ်းသာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကိုသိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါအများကြီးအထောက်အကူပြုပေးနိုင်ပါတယ်။စိတ်ဖြစ်စည်းမှုကကျမတို့ကိုပါစိုးစိုးရွယ်ပေးတယ်။ယောဂများဆိုးဝါးစေခြင်း၊လင်မှုကိစ္စကိုထိခိုက်ခြင်း၊သွားနှံတဖုံများကိုပျက်စီးစေခြင်း၊နှလုံးကိုထိခိုက်စေခြင်း၊ကိုယ်အလဲချိန်မြင့်တက်စေခြင်း၊အရွယ်မတိုင်ခင်အိုမြင့်ခြင်း၊ကိုယ်ခံဆွမ်းနာရော့ပါစေခြင်း ဒါတင်မကပဲမိမိရဲ့စစ်ခံစားချက်များကိုထိန်းချုပ်နိုင်စွမ်းအားနည်းစေတယ်။တင်မှာစစ်ဖြစ်စည်းမှုများလာရင်စစ်ခံစားချက်တွေကိုကောင်းကောင်းမထိန်းနိုင်တော့ပါဘူး။ထိခိုက်ခံစားလွယ်လာပါတယ်။ဒေါသထွက်လွယ်တယ်၊ဝမ်းနည်းလွယ်တယ်၊ပောက်ကွဲလွယ်ပါတယ်။အာယုံကြောတိပံပညာရှင်များရဲ့အဆိုအရ စစ်ဖြစ်စီမှုပမာဏအနည်းငယ်လောက်နဲ့တင်စစ်ခံစားမှုတွေကိုမထိန်ချုပ်နိုင်ပဲလွတ်ထွက်တတ်ကြောင်းသိရပါတယ်။တခါတရံမှာအเจ้าဝင်မဲရရမရှိပဲဒေါသကြီးသွားတာ ဝန်းနေအော်ဟစ်ငိုယုံမိတာစစ်ဖြစ်စီမှုအခန်းတစ်ခုခုရှိနေတာကြောင့်လို့တုတ်တဲ့တင်များကဆိုပါတယ်။စစ်ဖြစ်စီမှုဟာကျမတို့ရဲ့ဥပဒေရုပ်ကိုဘယ်လိုထိခိုက်စေသလဲ။ စိတ်ဖြစ်စည်းမှုဟာကျမတို့ရဲ့ဥပဒေရုပ်ကိုပါ အများကြီးချိခိုက်ဆဲပါတယ်။လူတိုင်းဟာစိတ်ဖြစ်စည်းမှုကိုနဲ့အစင်မှာအနေနဲ့အများရင်ဆိုင်နေရပါတယ်။တမန်စစ်ဖြစ်စည်းမှုများဟာတခဏအတွင်းပျောက်ကွယ်သွားနိုင်ပေမဲ့အချိန်နဲ့အမျှစစ်ဖြစ်စည်းမှုကိုကြုံနေရရင်တော့ကျန်းမာရေးကိုထိခိုက်လာနိုင်ပါတယ်စစ်ဖြစ်စည်းမှုများကြောင့်စစ်ကြရောဂါဝင်လာနိုင်သလိုကိုခံစွမ်းအားကိုလည်းကျဆင်းဆဲနိုင်ပြီ နှလုံးရောဂါဖြစ်ခြင်းစတာတွေလည်းကြုံနိုင်ပါတယ်။ဒါဒီမကဘူးစိတ်ဖြည့်ဆည်းမှုဟာကျမတို့ရဲ့မျက်နှာကိုလည်းထိခိုက်စေပါတယ်။စိတ်ဖြည့်ဆည်းမှုကိုကာလရှိကြခန်းစားနေရရင် ရှိရင်ဆွဲအသက်အရွယ်ထက်ပိုမိုအိုမြင့်တက်ပါတယ်။တုတ်တေသနတွေအရာစိတ်ဖြည့်ဆည်းခြင်းဟာခရိုမိုဆုံးတွေရဲ့အစွန်မှရှိတဲ့အစစ်အပိုင်းတွေကိုတူတောင်းသွားစေပါတယ်။ အဆိုပါအခြေအနေဟာဆဲလ်အသစ်တွေဖွဲ့စည်းဖြစ်ပေါ်ခြင်းကိုနှဲကွဲသွားစေပါတယ်။ဒါကြောင့်မျက်နှာပေါ်အရေးအကြောင်းများပေါ်ခြင်း၊ကြွက်သားများအားနည်းခြင်း၊အမြင်အာရုံအားနည်းခြင်း၊အသားအရည်ခြောက်သွဲ့ခြင်း၊အဖို့အပိတ်များအကွက်များဖြစ်ခြင်း၊စပင်ဖြူခြင်း၊စပင်ကြွက်ခြင်းနှုံးမြင့်တက်လာခြင်းအမြင်အာယုံအားနေခြင်းစတဲ့ဇယလက္ခဏာတွေပုံမဖြစ်ပေါ်လာပါတယ်။ ကျမတို့အနေနဲ့ဘလောက်အသက်အရွယ်ပဲရောက်သည်ဖြစ်စေကြည်လင်လန်းဆန်းနေရင်ကျမတို့ရဲ့ကိုယ်ရည်ကိုယ်သွဲတွေတောက်ပနေဖို့အထောက်အကူပြုပါလိမ့်မယ်။ဒါကြောင့်စိတ်ဖြည့်ဆည်းမှုကြောင့်တင့်မြတ်နာဥပဒေရုပ်ကိုထိခိုက်ခြင်းမဖြစ်ပါစေနဲ့။စိတ်ဖြည့်ဆည်းမှုရော့ကြအောင်အလုံးနဲ့ကိုယ်ပိုင်ခြင်းကိုမျှတအောင်ခွဲခြားထားပါ။တခြင်းနားထောင်ပါ။စာဖတ်ပါ။တရားထိုင်ခြင်း ယောဂကျင့်ခြင်းစတဲ့နေ့တွေနဲ့စိတ်တည်ငြိမ်အောင်လုပ်ပါမိဆွေတငယ်ချင်းများနဲ့အတွေ့ဆုံပြီးပျော်စရာအချိန်တွေကိုဖြတ်သန်းပါစိတ်ဖြည့်ဆည်းမှုကိုရော့ကျစေပြီးအရွယ်မတိုင်မီအိုမင်းရင်ရောချင်းကိုကာကွယ်ပါစိတ်တကြချင်းဆိုတာပါလေစိတ်တကြချင်းဆိုတာစိတ်ကြယောဂါလို့လည်းခေါ်ပါတယ်စိတ်ထဲမှာအမြဲလိုလိုဝမ်းနည်းပူဆွေးနေပြီး ဘာကူမှစိတ်မဝင်စားတဲ့အခြေအနေဖြစ်ပါတယ်။ဒီလိုဖြစ်နေချိန်မှာတွေးခေါ်ပြုတ်မုံမှုပုံအပေါ်တက်ရောက်မှုရှိပြီးစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပြဿနာတွေရှိပါတယ်။ဝမ်းနည်းမှုဟာအချိန်ကြာလာပြီးလုပ်ငန်းခွင်ကိုထိခိုက်လာရင်မိသားစုဝင်များမိဆွေများနဲ့ဆက်ဆံရေးမှာအခက်အခဲတွေရှိလာရင် ။ဒေချောင်းကြံစီလိုတဲ့အတွဲများဝင်လာရင်စိတ်တက်ကြခြင်းဖြစ်နေနိုင်ပါတယ်။အဲ့ဒီလက္ခဏာတွေရှိရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။စိတ်တက်ကြခြင်းဟာဘလောက်ထိအဖြစ်များတတ်လဲ။အဖြစ်များတဲ့ပြဿနာဖြစ်ပါတယ်။တုတ်တေသနာတွေအရာလူအားလုံးရဲ့80ရာခိုင်နှုန်းခန့်ရဲ့ဘဝတလျှောက်မှာတစ်ချိန်ချိန်တော့ဒီပြဒနာကိုပဲအသက်အရွယ်မဆိုကြုံဖူးတယ်လို့ဆိုပါတယ် အမျိုးသားများထက်အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်စိတ်တကြချင်းရဲ့လက္ခဏာတွေဟာပါတွေလဲတယောက်နဲ့တယောက် ကွဲပြားနိုင်ပါတယ်စိတ်တကြနေသူချင်းတူတူတချို့ကပူပြီးအိတ်တက်ပြီး တချို့ကတော့အိတ်မပြောစားမဝင် ဖြစ်တတ်ကြပါတယ်ဒါပေမဲ့အဖြစ်များတဲ့လက္ခဏာတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်အာယုံမဆိုင်နိုင်ခြင်းဝမ်းနည်းနေတတ်ခြင်း ဟာလာဟင်းလင်းခန်ဆာယာချင်းကနာမငင်းဖြစ်တတ်ချင်းအနာကတိဘူးမကောင်းနိုင်သည်ဟုခန်ဆာနေရချင်းလင်းမှုကိစ္စစိတ်မဝင်စားချင်းပူဆိုးလာလေမိမိကိုယ်ကိုယ်တို့မဟုတ်တပားသူကိုယ်တဲချောင်းချန်လာနိုင်ချင်းစတာတွေဖြစ်ပါတယ်ဒီနေရာမှာမဖော်ပြထားတဲ့လက္ခဏာတွေလည်းရှိနိုင်ပါတယ် လက္ခဏာတစ်ခုခုနဲ့ပတ်သက်ပြီးစိုးရိမ်မကင်းဖြစ်ရင်ဆရာဝန်နဲ့တိုင်ပင်ပါဆရာဝန်ပဲချင်းပြတဲ့တလေစိတ်ဓာတ်ချတဲ့လက္ခဏာတွေရှိရင်ဆရာဝန်နဲ့မြန်နိုင်သလောက်မြန်အောင်ပြတာပါကုသဖို့လောလောဆယ်မဖြစ်နိုင်သေးရင်ချစ်ခင်သူယုံကြည်သူများကိုပြောပြပါဘယ်အရာတွေကစိတ်ဓာတ်ချခြင်းကိုဖြစ်စေတယ်လဲအကြောင်းရင်းများစွာကြောင့်ဖြစ်နိုင်ပါတယ် မျိုးယိုးပြစမိသားဆိုရာဇဝင်ရှိဖို့ရင် ပူဖြစ်နိုင်ပါတယ်။အိုးနှောက်ရဲ့တက်ဖွဲ့စည်းပုံစိတ်တက်ကြဆင်းသူတွေရဲ့တက်ဖွဲ့စည်းပုံဟာ ကွဲပြားပါတယ်။စိတ်ဖြစ်စည်းမှုချစ်ခင်နဲ့တက်သူတယောက်ယောက်ကိုရှုံရှုံတာဆက်ဆံရေးမပြေလည်တာအပြင်စိတ်ဖြစ်စည်းမှုဖြစ်စေတဲ့အခြေအနေတွေကြောင့်စိတ်တက်ကြနိုင်ပါတယ်။စိတ်အတက်တကြယောဂါကိုပဲအရာက ဖြစ်နိုင်ချေပူဆိုးစေလေစိတ်တကြခြင်းဟာငယ်ရွယ်စဉ်မှအများဆုံးဖြစ်တတ်ပေမဲ့ဘယ်အရွယ်မှမဆိုဖြစ်နိုင်ပါတည်းအမျိုးသမီးများဟာမျိုးသားများထက်ပိုပြီးဖြစ်နိုင်ခြင်းများပေမဲ့ဆဲယုံပြသမှုပိုများလို့လည်းဖြစ်နိုင်ပါတည်းအဖြစ်များတဲ့အခြေအနေတွေကတော့စိတ်ကျန်းမာရေးပြဒနာရာဇဝင်ရှိဖို့သူများစိတ်ပူပန်ခြင်းစိတ်ထိခိုက်မှုဖြစ်ပြီးနောက်စိတ်တန်ရာကြံခဲ့ခြင်း အယက်တော့ချင်းမိုးရစဲတုံချင်းကိုရီကိုသွဲဆံရများဖြစ်သောမိမိကိုယ်ကိုယုံကြည်လဲစားမှုနေချင်းသူတပားကိုမြင်ခိုလွန်းချင်းအဆူမြင်တတ်ချင်းကန်ဆာလေဖြတ်ချင်းနာတာရှိကြိုက်ခဲချင်းနှလုံးယောဂါစသည့်ပြင်းထန်သောယောဂါများခံစားနေရချင်းသွဲကြဆဲအိတ်ဆဲစသည့်ဆဲတချို့တောက်တုံးနေရချင်း ဆဲတော့ရှင်မရတတ်မြေဆရာဝန်နဲ့တိုင်ပြင်ပါစစ်ထိခိုက်စစ်ဖြစ်စည်းစေတော့ဖြစ်ရများဥပမာအနိုင်ကျင့်ခံရချင်းမိမိချစ်ခင်သူတဲ့ဆုံးချင်းရှုံရှုံချင်းဆက်ဆံရေးမပြေလဲချင်းငွေရေးချေးရေးခက်ခဲချင်းမိသားစုအရင်းအချာများတွင်စစ်ကြမ်းမာရေးပြဿနာများအယက်ဆွဲချင်းများမိမိကိုယ်တဲ့ကြောင့်ကြံချင်းများနှင့်ပတ်သက်၍ရာဇဝင်ရှိချင်း ယောဂါရှာဖွေခြင်းနဲ့ကိုတာချင်းအခုပေါ်ပြပါအချက်အလက်များသည်ဆေးပညာရက်ဆိုင်ရာအကြံပြုချက်များနဲ့ရာတွင်အစားထိုးရန်မဟုတ်ပါဆရာဝန်နဲ့အမြဲဆွေးနွေးတိုင်ပင်ပါစိတ်တက်ကြခြင်းကိုဘလို့ယောဂါရှာဖွေမလဲပုံမှန်အဖြစ်ဆရာဝန်များဟာလိုနာလက္ခဏာနဲ့ယောဂါရာဇဝင်တွေကိုစစ်ဆေးပါလိမ့်မယ်တအပြင်းသွေးစစ်ခြင်း စစ်ချမ်းမာရဲ့အခြေအနေကိုစစ်ချင်းစတာတွေပြုတ်လုပြီးယောဂအတီးပြုတ်ကအချားဆက်ဆက်ပြတနာတွေအတွက်အပြေရှားပါလိမ့်မယ်စိတ်တကြချင်းကိုဘလို့ကိုလဲဆေးဝါးများပေးခြင်းစိတ်ပိုင်းဆိုင်ရာကိုတာခြင်းလက်စစ်တက်သုံးကိုတာခြင်းစတာတွေပါဝင်ပါတယ်စိတ်တကြချင်းအတွက်နေထိုင်မှုပုံစံနဲ့အိမ်တွင်းကိုထုံးတွေကဘာတွေလဲ အောက်ပါအချက်တွေကကိုငေးပါလိမ့်မယ်တယောက်ထဲမနေပါနဲ့ဘဝကိုရိုးရှင်းစွာဖြတ်တန်းပါကိုလက်လက်ချင်းခံပုံမှန်လုပ်ပါချမ်းမရင်နဲ့ငင်ဝတ်တဲ့စားတော့မှုပုံစံကိုရွေးချယ်ပါမိမိကိုယ်ကိုတက်တက်တတာဖြစ်စေပြီးစိတ်ဖြစ်စည်းမှုကိုဂိုင်တွေဖြစ်ရှင်းပါစစ်တကြနေချင်းမှာဆုံးဖြတ်ချက်များမချပါနဲ့လက္ခဏာများဆိုးလာလျင်ဆရာဝန်နဲ့ဆက်သွယ်ပါ ဆဲဝါးတွေမှာဘဲထွက်ဆူးကျိုးတွေဂျုံလာရင်ဆရာဝန်နဲ့ဆွေးနွေးပါမိမိကိုကိုတော်လကောင်းသူတပားဟိုတော်လကောင်းအန်ဒရေပေးလိုစိတ်များပေါ်လာရင်ဆရာဝန်နဲ့ချက်ချင်းပြတာပါတကယ်မရှိသောအရာများကိုမြင်ချင်းအယုံချောက်ချားခြင်းများရှိလာလျှင်ဆရာဝန်နဲ့ချက်ချင်းပြတာပါ